ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတရာဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာတတော်လေးမွေးဖွားလာတယ်ဆိုတာမတွေ့ရသေးဘူးရတော်ရရနဲ့နေတာကနန်းပြတ်တတ်တဆောင်းစီနေတာအဆောင်ကူးပြီးတော့တားတော်လေးမျက်နှာသွားကြည့်လိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ ရှိခင်တဲ့မေတ္တာစိတ်ပေါ့။ตาအပေါ်မှာထားတဲ့မေတ္တာစိတ်လေးကတော့ဝင်လာပြန်တယ်။အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ယတောရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှက်လိုက်တယ်။တကားကိုဖွင့်ပြီးတော့ตาမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ယတောရာကตาကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်노သွားလို့ရှိရင် ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေ ဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ကဆင်းသွားလိုက်တာကဏကမြင်းကြီးဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကဏကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သိမျိုးတကားကလည်းပွင့်နေတယ် အဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညထဲမှာခྱི་ဘလောက်ပေါက်သွားကြလဲဆိုမြင်းကိုဒုံဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညထဲမှာယူစနာ30ခྱི་ပေါက်သွားတယ်တယူစနာကို10မိုင်နှုန်းတချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်ဖြမ်းမြခြင်းအဖြစ်12မိုင်နှုန်းနဲ့ပဲ10မိုင်နှုန်းနဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင် နော်မိုက်ပေါင်း240ခီးပေါက်သွားတယ်နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရဲ့ကောလိယရဲ့မန္လာတိုင်းရဲ့တိုင်းသုံးတိုင်းကိုဖြတ်ကျော်ပြီးတော့မန္လာတိုင်းနေဆက်ကအနုပိယလို့ဆိုတဲ့တဲဥယျာဉ်ဤနမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုမြစ်တစ်ခုကိုရောက်သွားတယ် အဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကမ်းလည်းရောက်သွား။တောင်ပြင်ပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာ။မနဲ့မိုးလင်းကာစားလေးမှာတကိယနယ်လဲလွန်သွားတယ်ခေါလိယနယ်ပယ်ကြီးကိုလည်းလွန်သွားပြီးတော့မန္လနယ်ပယ်တဲ့ထိရောက်သွားပြီးအနော်မှာမြစ်ကမ်းကိုမြစ်ကို ခတ်ချင်းချင်းဖြစ်တဲ့အနော်မမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ရောက်သွားရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကမေးတယ်ဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနော်မမြစ်လို့ခေါ်ပါတယ်အနော်မရဲ့အဓိပ္ပာယ်ကမယုံညံ့ဘူးဆိုတဲ့အဓိပ္ပာယ်အေးဒီမြစ်မှာပဲဒီနေရာမှာပဲငါ ုဘက်ရောက်သွားလို့ရှင်သူများနယ်ထဲရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချွတ်ပြီဒီအချိန်မှာမမြော်လင့်မဲနဲ့ဂတိကာရပြမကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပရိက္ခရာ၈ပါးရောက်ရှိပြီးတော့လာတယ်အဲ့ဒီအချိန်မှာမင်းသားအဝတ်တွေကိုချွတ်အဲ့ပြမကြီးကတ်တဲ့ တော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မိုးကင်ပါလောက်လဲလို့ဆိုရင်မင်းသားတွေထုံတာတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျဲနဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ထိုးစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံထားတဲ့အတိုင်းစပင်ကနေပြီး မုတ်မုတ်ဆုစုချွန်ချွန်ကလေးဖြစ်ပြီးတော့နေတယ်။ဆန်တုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာ။အဲ့ဒီချွန်လေးဟာလက်နှစ်သစ်ပမာဏလောက်ရှိတယ်ပေါ့။အဲ့ဒီလက်နှစ်သစ်လောက်ပမာဏရှိတဲ့ဆန်ပင်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့အ내ရောင်ကိုပါထက်သွင်းပြီးတော့ဘဘူးဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတံတန်းယူပြီးတော့ထုတဲ့အခါ ဘာဖြစ်နေတော့ဆိုစတုံးလေးလို့ဖြစ်နေအမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေပေါ်မှာကပ်ပြီးဆပင်းထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော်တချို့တော်တော်မြင့်အောင်တောင်ထောင်းနေတယ်ခုဖျားလောင်းကတော့တဘာဝကိုကဆပင်ကပြေကျမသွားပဲနဲ့ထောင်းနေတယ် အဲ့ဒီလိုဖြတ်လိုက်တဲ့သဘင်ဟာတသက်လုံးပြန်ပြီးတော့ဒီတဲ့ရှေ့တက်ပြီးတော့မလာဘူးလက်နှစ်သိပ်ပမာဏရှိတယ်ဆံမုတ်စိတ်တွေကလည်းထိုလက်နှစ်သိပ်နဲ့လိုက်လျောညီတဲ့ရေးရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှခမ်းမွေးကာယာကြီးမပါဘူးเนาะရေးရေးလေးပဲဖះလောင်းတော့အဲ့ဒီလိုဆံမုတ်စိတ်ကိုပယ်ပြီးတော့ ကဘာဥကန္တကြာဘူးတဲ့ကရပြီဇမာကြီးတွေတင်းထားတဲ့တင်ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွှဲမင်းသားဝတ်တွေကိုထုတ်ထဲထုတ်ပြီးတော့ဆန္နာကိုပြန်ပြီးတော့အမိန်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္နာကသူလဲဝတ်ကြီးငယ်ပြုရင်တင်ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ် မင်းလိုက်လို့မဖြစ်ဘူးတဲ့အိမ်ကိုပြန်ပြီးတော့ပြောအောင်နဲ့တရင်ပြန်ပို့လိုက်တယ်ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှဆိုပြီးတော့ဝန်နဲ့ပတ်နဲ့ဖြစ်တယ်တရိษံဆိုတာလဲဝန်နဲ့တတ်တယ်နော်တချို့ခွေးတွေဆိုလို့ရှိရင်တခင်ကိုခင်လို့တခင်တည်သွားရင်အဲ့ဒီတခင် ညှုံ့နှံထားတဲ့မြေပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့တိခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တတ်တယ်တိရိစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တ ত্ত্ব ဝါတွေဟာလည်းပဲဒီတိုင်းပဲသူရဲ့အရှင်သခင်ကိုအလုံးခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့်မျက်ရည်တွေတွေ့တွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ ကန္နကမြင်းကြီးဟာအဲ့နာပဲပဲဘုံကနေလဲသွားတယ်။တည်သွားတယ်ပေါ့။အဲ့ဒါဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်။မြတ်ဗုဒ္ဓနဲ့ကန္နကမြင်းတို့ပြန်လေဆုံတွေ့ခံဆိုပြီးတော့ဟောထားတာတော့ရှိတယ်။အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကန္နကမြင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့။အဲ့တော့ကန္နကမြင်းကြီးမြင်းကြီးတည်သွားတဲ့အခါကျတော့ ဆန္ဒထုတ်ထမ်းပြီးသူတယောက်တည်းနေသုံးနေကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်ဖះလောင်းတော်ကတိဋ္ဌထယဟန်တော်သို့မဟုတ်ဂေါရမယဟန်တော်ဘုရားနဲ့မလတိုင်းကအနုပိယလို့ဆိုရဲတရဥယျံထဲမှာတပတ်လောက်ကြာတယ်အဲ့ဒီမှာ နေထိုင်တယ်တဲ့အဲ့ဒီတပတ်လောက်ကြာနေထိုင်ပြီးတဲ့အခါ မလာတိုင်းကနေပြီးတော့ခီးဆက်ပြီးတော့ထွက်သွားလိုက်တာဘယ်ကိုသွားတော့ဆိုတရားကျင့်တဲ့ပုံကိုယ်တွေအလွန်ပေါများတဲ့မကရာတိုင်းဘက်ကိုထွက်သွားယူဆနာ30ခီးပဲကုံချောင်းသွားတယ်အဲ့ကြောင့်ယူဆနာ30ခီးကိုလမ်းလျှောက်ပြီးတော့ကုံချောင်းခီးနဲ့သွားလိုက်တာရာဇဂုံမြို့ရောက်သွားတယ်ပေါ့ ရာဇဂုံမြို့ရောက်သွားတယ်။မိုင်240ခရီးကိုကိုုံရောက်လျှောက်တယ်ပေါ့။ရာဇဂုံမြို့ရောက်သွားတဲ့အခါကျတော့လက်နဲ့မိုးတောက်တဲ့အချိန်မှာပါလာတဲ့သပိတ်ကလေးကိုလွှဲပြီးတော့ဆွမ်းခံထွက်တယ်။မြို့ထဲကိုဝင်ဆွမ်းခံတယ်။အဲ့ဒါလို့ဆွမ်းခံတဲ့အချိန်မှာနန်းတော်ကနေပြီးတော့ မြို့လမ်းမတွေကိုလှမ်းပြီးတော့ချိနေတယ်ဗေမိတာရာမင်းကအမှတ်မထင်ထူးခြားတဲ့ပုံကိုမြင်လိုက်တာမြို့သူမြို့သားတွေကလည်းအုံချစ်ချစ်ဖြစ်လာဘာဖြစ်လို့တော့ဆိုတော့ဒီလိုဖန်ကြီးဆွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်တဲ့ပုံကိုတွေဟာများသောအားဖြင့်တကြီးရွယ်အိုတွေများတယ်တကြီးရွယ်အိုတွေညာရုံနဲ့မကဘူး ဆံမုတ်စိတ်တွေကလည်းထူလပြည့်နေဥပုံညစာချိုးသလို